တော်တော်ရှင်တွေအားလုံးကာလီစော့ပါ Development Media ကို DMG ရဲ့2025ခုနှစ်မေလ9ရက်နေ့အတွက်တရင်တန်ထုံးလွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့မော်ဒိုတိုက်ပွဲမှာဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်900ကျော်ရှိတဲ့တင်းရခိုင်ကမိုင်းချီလူနာတွေစီကူတာပေါ်နဲ့မိသားစုစာဝန်တွေရဲ့အကူအညီလိုအပ်နေတဲ့တင်းနေရကံဗျူဟာစကံကိုစက်ကောက်စီအင်အားထပ်ဖြည့်တဲ့တဲ့င်းနဲ့အပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့င်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီစီစဉ်ကိုကျွန်တော်အောင်မင်းနဲ့အတူမဆွန်နေတို့ကပူပေါင်းတင်ဆက်ပေးသားမှာပါပထမဆုံးအနေနဲ့မောင်တော်တိုက်ပွဲမှာဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်900ကျော်ရှိတဲ့တဲ့င်းကိုတင်ဆက်ပေးရှင်ပါတယ်။ရခိုင်ပြည်သိမ်းတိုက်ပွဲတွေအတွင်းအရခတ်တပ်တော်ရဲ့ထိုးစစ်ကိုမခံနိုင်လို့နေဆက်ဒေသမောင်တော်မြို့နယ်တွေကနေနက်မြစ်ကိုဖျက်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခိုလုံခဲ့တဲ့သူ909ဦးထိရှိနေပါတယ်။ အဲ့ဒီထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေရှားဆောင်ရေးတွေနဲ့မိသားစုဝင်တချို့ပါဝင်တာကိုတွေ့ရပါတယ်။ရခိုင်တိုက်ပွဲကနေဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားရကနေဘင်္ဂလားဒေ့ရှ်နေရှားဆောင်တပ်ကထိန်းသိမ်းထားခဲ့တာပါ။ဒါကိုဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကအတုလိုက်ခွဲပြီးစစ်ကောင်စီထံပြန်လည်ပေးဖို့တာဟာဒီကနေ့မှ၅ကြိမ်အထိရှိလာပါပြီ။သူတို့တွေကိုဘင်္ဂလားဒေ့ရှ်အစိုးရကလေကြောင်းရေကြောင်းတွေကနေအပြက်လိုက်ပေးဖို့နေတာဖြစ်ပါတယ်။ မေလ9ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်34ယောက်ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကကော့ပဇာလေးဆက်ကနေတဆင့်မြန်မာနိုင်ငံသို့ပေးပို့ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်ဘက်ကပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာလည်းဘင်္ဂလားဒေ့ရှ်ဘက်ကနေစစ်ကောင်စီကိုလွေပြောင်းပေးခဲ့တဲ့နေရှားဆောင်တပ်ဖွဲ့ဝင်တွေပါအဝင်စစ်ကောင်စီတပ်သား885ယောက်ထိရှိခဲ့ပြီးတော့ယခုနှစ်မေလအထိဆိုရင်909ယောက်ထိရှိလာပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ရခိုင်မှာမိုင်းထိလူနာတွေကူတာဖို့နဲ့စာဝတ်နေရဲ့အကူအညီလိုအပ်နေတဲ့တဲ့င်းကိုတင်ဆက်ပေးကြပါမယ်။ရခိုင်နယ်မှာအခုနှစ်2025ခုနှစ်အတွင်းမြမြုံမှိုင်းတဲ့စက်ကြံလက်နက်အန္တရာယ်ကြောင့်တေဆုပ်တံအရှိသူ82ဦးအထိရှိပြီးအဲ့ဒီအထက်ကလူနာတချို့ဟာဆေးကုသဖို့နဲ့တခြားမိသားစုစားဝတ်နေအခက်အခဲများစွာကြုံနေရတယ်လို့သိရပါဗျ။ အခုနဲ့ဇန်နဝါရီလကနေဒီကနေ့အထိတောင်ကုန်းမြို့နယ်မှာမိုင်းထိဒဏ်ရရှိသူ19ဦးအထိရှိနေပြီးစစ်ကောင်စီတပ်ရင်းတမတွေတက်ဆဲခဲ့တဲ့နေရာအနည်းတွေကိုထိခုတ်ဟိမ်းရှာတော်သူတွေဖြစ်ကြတယ်လို့တောင်ကုန်းဒေသခံတွေကပြောကြပါတယ်ရခိုင်မှာအလောက်ကန်ရှားပါတဲ့စပေးရှောင်းတွေနဲ့ဒေသခံတွေဟာစက်ကြံမိုင်းကြောင့်ကိုလဲအင်္ဂါဆုံးရှုံးမှုတွေရှိနေပြီးမိသားစုဆောက်ဝတ်နေတဲ့စေကူတပ်ဖို့အခက်အခဲတွေရင်ဆိုင်နေကြရပါတယ်။ ဒီခိုင်မှာစစ်ကောင်စီကတက်ဆွဲနေထိုင်ခဲ့တဲ့နေရာတွေနဲ့စစ်ကောင်စီနဲ့အာရခတပ်တော်တို့ကြားနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေမှာစစ်ပိတ်ဆောင်တွေပြန်လည်ဝင်ရောက်နေထိုင်ရမှာမိုက်ပေါက်ကွက်မှုတွေဆက်တိုက်ရှိနေပါတယ်။ ဲ့ဒါပဲမိုင်းပေါက်ကွဲမှုကြောင့်ဆေးဝါးကုသရာမှာအခက်အခဲမျိုးမျိုးကြောင့်အသက်သေဆုံးခဲ့ရသူတွေလည်းရှိနေပါတယ်။ DMG ကကောက်ယူထားတဲ့စာရင်းတွေအရရခိုင်မှာ2025ခုနှစ်ဇန်နဝါရီလကနေမေလ9ရက်နေ့ထိမြို့နယ်အနှံမှာမြေမြုံမိုင်းနဲ့ဆက်ကြံလက်နက်အနေကြောင့်ကလစ်တငယ်ပါဝင်သေဆုံးသူ82ဦးရှိလာနေတယ်လည်းဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့နယ်ရေကန်ဘျူဟာစခန်းကိုစစ်ကောင်စီအင်အားထပ်ပြည့်တဲ့တဲ့ရင်ကိုတင်ဆက်ပေးရှင်ပါတယ်။ မကွေးတိုင်းငဖေးမြို့နယ်မှာရှိတဲ့နေရီကန်ဘျူဟာစခန်းကိုကာကွယ်ဖို့စစ်ကောင်စီကအင်အားထက်မှန်ဖြစ်တင်းနေတယ်လို့စစ်ရေးတရင်ရင်းမြစ်တွေစီကသိရပါတယ်။မေလ၈ရက်နေ့ကကာလီစီနဲ့အင်အား150ခန်းပါတဲ့စစ်ကောင်စီရေတန်းဟာမင်းဘူးကထွက်ခွာပြီးတော့အမှတ်905အမြောက်စခန်းကွက်ကွေမှုဌာနချုပ်မှခိတရတန်ပြီးနောက်ဗဒန်းတက်နယ်အတွင်းမှာရှိတဲ့နေရီကန်စခန်းကိုထွက်ခွာသွားတယ်လို့စစ်ရေးတရင်ရင်းမြစ်တအူကပြောပါတယ်။နေရီကန်စခန်းနဲ့၃မိုင်ခန့်ကွာဝေးတဲ့ပစည်းပင်ကြီးရွာမှာလည်း ပြီးခဲ့တဲ့ဧပြီလကစပြီးကာကွယ်ရေးပစ္စည်းဆက်ယုံကပါစာ၁ကပါစာ30ကပါစာ73တို့ကစစ်ရင်အားတွေဖြစ်တင်ပြီးတော့ခန့်စစ်ပင်ထားတယ်လို့လည်းသိရပါတယ်နေရီကန်စခန်းကိုအာရခတက်တော်နဲ့ပူပေါင်းတက်တွေက2025ခုနှစ်ဖေဖော်ဝါရီလကနေစတင်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။လက်ရှိမှာညီနောင်မဟာမိတ်သုံးဖွဲ့အပြင်စစ်ကောင်စီကပါအပြည့်ရထားတော်လဲစစ်ကောင်စီကမြေပြင်မှာစစ်ရင်အားဖြစ်တာလေကြောင်းတက်ခိုက်တာနဲ့စစ်ကြောင်းထိုးတာတွေကိုလှုံ့ဆော်နေပါတယ်။ အူလာဆော့ဆန္ဒအတိုင်းအရခလူငယ်ဖွံ့ဖြိုးရေးအကြောင်းကိုစတင်တည်ထောင်တဲ့သတင်းကိုတင်ဆက်ပေးရပါမယ်။အရခတက်တော်ထိန်းရှုံနယ်မြေတွေမှာဆက်ပွဲတံကြောင့်မိဘတွေဆုံးရှုံးသွားတဲ့ဆယ်နှစ်အောက်ကလေးငယ်တွေဂုံသိက္ခာရှိရှိနဲ့ပညာသင်ကြားနိုင်ရင်းနဲ့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ပြီးကိုယ်ပိုင်ဘဝတွေအဆင်တန်းရှိစွာရှင်သန်နိုင်ဖို့ရည်ရွယ်ချက်နဲ့အရခလူငယ်ဖွံ့ဖြိုးရေးအကြောင်းကိုစတင်တည်ထောင်လိုက်တယ်လို့သိရပါဗျ။ ဲ့ဒီကြောင့်ကိုခိုင်ဝိုင်းနိုင်ငံသမားဦးဦးလှစောကမျိုးစေ့ရှားပေးခဲ့တာဖြစ်ပြီးမကြခင်ကာလမှာကလေးငယ်တွေကိုလက်ခံတော့မှဖြစ်တယ်လို့ကျောင်းဖျက်မြောက်ရေးတာဝန်ရှိသူကိုမင်းသန်းစောက DMG ကိုပြောပါတယ်အဲ့ဒီကြောင့်ဟာဘောကလုံဆုံပြီးကာယညာနာဖွံ့ဖြိုးတိုးတက်တဲ့ရခိုင်လူမှုအဖွဲ့အစည်းကိုဥဆောင်နိုင်မဲ့အနာဂတ်နိုင်ငံသားကောင်းရတနာတွေပေါ်ထွက်လာနိုင်ဖို့ရည်မှန်းထားတယ်လို့လည်းဆိုပါတယ်။အဲ့ဒီကြောင့်တော့လက်ရှိမှာတော့ချွတ်ချွတ်ပြင်ဆင်မှုတွေတစင်းပြီးတစင်းအကောင့်တွေဖော်နေပြီးရခိုင်တပြည်လုံးဝခလေးတွေကိုလက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။ ကျောက်စေကောင်ရှက်အနေနဲ့ရခိုင်ပြည်အတွင်းမှာနေထိုင်ပြီးစေရေးပဋိပက္ခအတွင်းမိဘတို့အသည့်ဆုံးသွားတဲ့အသက်၁၀နှစ်အောက်ကလေးဘယ်သူမဆိုလာရောက်အနှံ့နိုင်တယ်လို့ကွန်မင်းသားဆိုကရှင်းပြပါတယ်။ ULAA ရဲ့နိုင်ငံရေးပိုင်းဆိုင်ရာအကောင်ဆောင်တဦးလည်းဖြစ်သူအိုလာဆော့ဟာမေလ9ရက်နေ့မှာလည်းကြောက်ကင်ဆာနဲ့ကွယ်လွန်သွားခဲ့ပါရခင်ဗျာ။တင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။စစ်ကောင်စီထိုးစစ်နဲ့အတူတိုက်ပွဲများဖြစ်ပွားလာတယ်လို့ TNL ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ ညီနောင်သုံးဖွဲ့ကတစ်ဖက်သက်အပြည့်ရထားတော့လဲစစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခတ်မှုတွေကြောင့်နောင်ရှိုးမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားလာတယ်လို့ TNL ကထုတ်ပြန်ပါတယ်ငလင်းပြန်လေထူထောင်ရေးဆက်လက်လှုပ်ဆောင်နိုင်ရန်အတွက်ညီနောင်မဟာမိတ်သုံးဖွဲ့ကပြည့်ရက်တက်တန်းတိုးမြင့်ထားသလိုစစ်ကောင်စီကလည်းအပြည့်ရက်ကြေညာထားပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာတအောင်းပြည်နယ်အတွင်းထိုးစစ်ဆင်ခြင်နဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလှုပ်လာနေတယ်လို့ DNL ကဆိုထားပါတယ်။ မေလ9ရက်နေ့မှာ DNL တက်များရှိရာတောင်လာကြီးရွာဤတဝိတ်ကိုစစ်ကောင်စီထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးရာပြင်ကြီးရွာဤမှာလည်းစစ်ကောင်စီထိုးစစ်နဲ့အတူထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ရှင်းမပါရှိပါတယ်။မေလ9ရက်နေ့မှာပင်စစ်ကောင်စီဟာတပိတ်ချင်းမြို့နယ်ဖို့တို့ကြီးရွာဤရှိဂိတ်ကိုဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီရဲ့အမတ်73တပ်စခန်းကိုလည်းဝိုင်းတွင်းနဲ့လက်နက်ခဲယမ်းတွေဖြစ်တင်ခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့မေလ9ရက်နဲ့10ရက်ကလေးက TNL တက်စကန်တွေကိုစစ်ကောင်စီကထိုးစစ်ဆင်လာပြီးနောင်ရှုံမြို့နယ်တရက်ရှူကြည်ရွာမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ TNL ကဆိုပါတယ်တိုက်ပွဲတွေနဲ့အတူစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်ပြည်သူတွေကိုစစ်ရေးတတိအမြင်ရှိကြဖို့ DNL ကတတိပေးထားပါတယ်။နောက်ဆုံးတစ်ပုဒ်အနေနဲ့ထိုင်းမြန်မာနယ်စပ်ကထိခိဗျူဟာစခန်းကို KNL နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်တဲ့တဲ့တင်ကိုတင်ဆက်ပေးမှာပါ။ တနသာရီတိုင်းဒဝဲမြို့နယ်ထိုင်းမြန်မာနယ်စပ်ကစက်ကောင်စီရဲ့ ठी ခိဗျူဟာတက်စခန်းကိုဒီကနေ့မေလ9ရက်နေ့မနေ့ပိုင်းမှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Force for Federal Democracy FFD ကသတင်းထုတ်ပြန်ပါတယ်။ ठी ခိဗျူဟာစခန်းကို KNL နဲ့ပူးပေါင်းတပ်တွေက April လတတိယပတ်မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်ရပောင်း20လောက်အကြာမှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ထမ်းမြမာနေဆက်ကအရေးပါတဲ့ထိခိစခန်းမကြဆုံးရအောင်စက်ကောင်စီကလေကြောင်းနဲ့နေစဉ်နဲ့အမြပြပြက်ကူပေးတာအင်အားဖြစ်တင်းမှုတွေပြုလုပ်ခဲ့တဲ့ကြားကတော်လိုင်းပူပေါင်းတပ်တွေကတိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ် ချီကီဗျူအစကောင်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ရဲ့စည်ရီဥဆောင်မှုနဲ့မဟာမိတ်တပ်ပေါင်းစုတွေ FFD ရှင်မုံရင်နဲ့ဒရုန်းတပ်ဖွဲ့ KNL ဒရုန်းအဖွဲ့တမဟာလီဒရုံအဖွဲ့နဲ့ TPLF ဒရုံအဖွဲ့တို့ကပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။လက်ရှိမှာဒဝယ်မြို့နယ်ဒဝယ်ထိခိလန်းနဲ့ဒဝယ်မြို့နယ်အတွင်းကထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုတော်လိုင်းကြီးတပ်တွေကထိန်းချုပ်လိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာလိုက်ပါတယ်။ တခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေပါဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်း၆၆၈၃၉၆၄၃၆၃၃ကိုလုံခြုံစိတ်ချစံတဲ့သတင်းပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတနင်္လာနေ့ကနေစနေနေ့ထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online video လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဒါစင်ရတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။